ဒီလောက်နဲ့ပတ်သက်ပြီးတော့ပျော်ရွှင်မှုဆိုတာတက်ကိုကိုယ့်ဘက်ကအမြဲတမ်းသောတာတွေစိတ်ဆင်းရဲမှုတွေတခြားပေါ့နော်ဟိုပျော်စရာမကောင်းတဲ့အရာတွေပေါ့နော်စိတ်ထဲကနေပြီးတော့အယံမှုခံစားနေရတဲ့ဟာမျိုးတွေလည်းတော့ပဲဖြစ်ဖြစ်အဲ့ဒီလူတယောက်ရဲ့အရှိရောက်သွားတဲ့အခါကျရင်အဲ့ဒီလူတယောက်နဲ့စကားပြောတဲ့အခါကျရင်သူ့နာကိုကိုရှိနေတဲ့အခါမှာကိုကိုကိုဘယ်တော့မှမလုံခြုံဘူးဖြစ်တယ်ဘယ်တော့မှမလေးစားတဲ့ပုံစံအပြုအမူမျိုးတွေပေါ့နော် ကိုယ်ကိုလေးစားမှုလုံးဝမရှိဘူးအများတန်းကိုယ်နဲ့ပတ်သက်ရင်အနှုတ်လက္ခဏာတွေပြောတယ်ကိုယ်ကိုနှိမ်တဲ့စကားမျိုးတွေအများပြောတယ်အဲ့လိုလူမျိုးတွေနဲ့ကြုံခုလားမသိဘူးရှင်တကယ်တော့အဲ့လိုလူမျိုးတွေနဲ့နေရတဲ့သူတွေကကိုယ်ကို ဒီလူတွေကတော့စစ်တွေပေးနေတာပဲပေါ့နော်အဲ့ဒီလူမျိုးနေရတဲ့သူတွေကဘယ်တော့မှစိတ်မချမ်းသာရအောင်သူတို့ကိုကဘလောက်ပဲချစ်နေပါစေသူတို့ကိုကဘလောက်ပဲမျက်နှာတန်ဖိုးထားနေပါစေသူတို့ကကိုယ့်ကိုယ်တန်ဖိုးမထားတာမျိုးအမြဲတမ်းခံစားနေရတယ်ကိုယ့်ဘက်ကသူတို့နဲ့ရှိနေတဲ့အချိန်ကမပျော်ရွှင်တာတွေများတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဒီ relationship တစ်ခုကိုဖြတ်တောက်ပြစ်တင်တယ်လို့အကြံပြုပါရစေရှင်ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းလူတစ်ယောက်နဲ့တစ်ယောက် 24နာရီအတူတွေးဖို့အတွက်ပေါ့နော်ဒါအဲ့ဒီလိုအတူတွေးဖို့အတွက်ဆိုရင်ဒီလူတယောက်ကကိုယ့်ကိုလေးစားနေရမယ်ဟိုတန်ဖိုးထားနေရမယ်နားလည်မှုတွေပေးနေရမယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လူတယောက်နဲ့တယောက်ကအတူတူနေဖို့ဆိုတာကဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့စိတ်ထဲကနေအခုချိန်မှာကိုကတော့ငါသူ့ကိုချစ်ပါတယ်ငါသူ့ကိုတန်ဖိုးထားပါတယ်မျက်နှာပါတယ်ဘလောက်ပဲဖြစ်နေပါစေပေါ့နော်ရေရှည်နှစ်ယောက်တူတူ ဘဝသက်ဆုံးတိုင်တိလက်တွေ့ကြမယ်အခါကြလို့ရှင်ဒီလိုမျိုးကရည်ရှိမှာတီးမခံနိုင်ပါဘူးရှင်နောက်တစ်ခုကဒီလိုမျိုးဘာမှမဖြစ်ခင်မှာဒီလိုနှစ်ယောက်တယောက်နဲ့တယောက်စပြီးတော့တမီးစားဖြစ်တဲ့အချိန်မှာတွေ့တဲ့ပုံစံနဲ့တကယ်အတူနေတဲ့အချိန်မှာဘဝလက်တွေ့ပေါ်အဖြစ်ရွေးချယ်ပြီးတော့လက်ထပ်ကြတဲ့အချိန်မှာတွေ့တဲ့အချိန်ကြရင်မတူတော့ဘူးရှင်အဲ့ဒါပါလဲဆိုတော့သူတို့တွေရဲ့အချိုးတွေကငကို ဟိုအပြင်မှာတွေ့တဲ့အချိုးတွေနဲ့ဒီဘက်ကလက်ထပ်ပြီးတဲ့အခါကျရင် သူ့ရဲ့နေပုံထိုင်ပုံကအစပြောင်းလဲမှုဆိုတာရှိတယ်အဲ့ဒီအချိန်ကျရင် သူ့ရဲ့ကောင်းခွက်တွေရော ဆိုးခွက်တွေရောအကုန်လုံးကိုအမှန်အတိုင်းမြင်ရပြီဒါကြောင့်မို့လို့ဒီလိုဟိုအစမှာဒီလိုမျိုးဘာမှမမြင်ရသေးခင်တော့မှာဒီလိုပြဿနာတွေနဲ့ကိုကစိတ်ဆင်းရဲရမယ်ဆိုရင်နောက်ပိုင်းအကုန်မြင်ကြောင့်မို့လို့လူတယောက်ကိုစပြီးတော့ဆုံးပြီးဆိုလို့ရှိရင်အတွင်းကြကြမတိပဲနဲ့ ူကိုလက်ခံဖို့ဆိုတာမျိုးကိုဆုံးဖြတ်တာမျိုးကိုမစောပါစေနဲ့ပေါ့နော်ဆုံးဖြတ်ချက်ကိုမညံပါနဲ့ဒီလူတယောက်ရဲ့အတွင်းကြကြကိုလိလာနေတဲ့အချိန်မှာ အချိန်ပေးပြီးတော့လိလာဖို့လိုအပ်ပါတယ်ခုနက ပြောတလို့မျိုးဒီလူတယောက်နဲ့ကိုယ်နဲ့ကဒီလူရဲ့အတွင်းစိတ်ကကိုယ့်အပေါ်ကိုဟိုအပြည့်အဝမရှိနေဘူးကိုယ့်အပေါ်ကို နားလည်မှုမရှိနေဘူး ို့ပေါ်ကိုလေးစားမှုမရှိဘူးကိုနဲ့စကားပြောဆိုဆက်ဆံတဲ့အချိန်မှာလည်းသူ့အနာရောက်သွားလို့ရှိရင်ကိုကအလိုလိုဟိုတိမ်ငယ်ရတာမျိုးစိုးရိမ်ရတာမျိုးဟိုနောက်ပြီးတော့ကိုကိုအများတန်းလူကြားတဲ့ကိုတိုးမပေါက်ဘူးဆိုတော့အချိုးမျိုးမျိုးပေါ့နော်ဟိုအများတန်းပဲဟိုအပေါ်စီးကနေပြီးတော့ဖိနှိပ်ချင်တာမျိုးကိုယ်ကိုတန်ဖိုးမရှိတဲ့သူတယောက်လို့ဘာမှလုတ်တက်ပိုင်တတ်တာမဟုတ်ပါဘူးဆိုပြီးတော့ ဲ့ဒီလိုပုံစံမျိုးနဲ့ချိုးနှိမ်ပြီးတော့စကားပြောတတ်တဲ့သူမျိုးเนาะပြီးတဲ့အခါကျတော့ဟိုဘာမှတော့မှကိုယ်တွေတယောက်ကဒီအတူတူလက်မတွဲရသေးဘူးဒီလိုတမီးစားဖြစ်တဲ့အချိန်မှာတော့မှဒီဒီလူတယောက်ရဲ့စိတ်ထားကမူမမှန်ဘူးပေါ့เนาะမူမမှန်ဘူးဆိုတော့ကသဘောထားမကြည့်ရဘူးအာဘာပဲဖြစ်ဖြစ်တွက်ချက်တာမျိုး ကိုယ့်ဘက်ကနေပြီးတော့ခံစားနေရပြီးအာသူ့ရဲ့စိတ်ထားကမမှန်ဘူးဆိုပြီးတော့ခံစားနေရပြီး ကိုယ့်ရဲ့စိတ်ထဲမှာသူကတော့ငါ့ကိုတကယ်ချစ်ပါမလားလို့တန်တရားရှိနေပြီအာသူ့ရဲ့သဘောထားကတော့မပြေဝဘူးလို့ကိုယ်စိတ်ထဲကခံစားနေရပြီအဲ့ဒီလိုတန်တရားရှိနေပြီဆိုရင်သိကြတယ်အဲ့ဒီသူနဲ့ကိုယ်နဲ့ကရှည်ရှည်ကိုပေါ့နော်ရေရှည်ကိုလက်တွေ့ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ပါဘူးဘာဖြစ်လို့အဲ့ဒီလိုပြောရလဲဆိုတော့ဒီလိုမျိုးခဏတွေ့တဲ့အချိန်မှာလူတွေကကိုယ့်ရဲ့စိတ်အရင်းကို အမှန်တိုင်းဘယ်တော့မှထုတ်ဖော်ပြလို့မရှိပဲနဲ့သူတို့ရဲ့ကောင်းွက်တွေကိုပဲသူတို့ကဖော်ပြတတ်ကြတယ်။အဲဒီလိုမျိုးခဏတွေ့တဲ့သမီးစားဘဝမှာတော့မှဒီကောင်းွက်ကို ဖော်ပြနေတဲ့အချိန်မှာတော့မှသူတို့ရဲ့စိတ်ဓာတ်ကမမှန်ဘူးစိတ်ထားကမကောင်းတာတွေတင်ကမြင်ရမယ်သူရဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်တင့်ကိုဆက်ဆံတာဖြစ်ဖြစ်သူနဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာသူဆက်ဆံတာတွေဖြစ်ဖြစ်တင့်ရဲ့စိတ်ကနေပြီးတော့ သူ့ရဲ့သဘောထားကိုတင်မနှင့်မြို့တာတွေရှိမယ်သူ့ရဲ့အပြုတ်မှုတွေကိုဒါတင်ဘက်ကနေပြီးတော့လက်မခံနိုင်စရာတွေရှိမယ်အဲ့ဒီလိုမျိုးတွေအမျိုးမျိုးကိုတင်ကမြင်လာပြီးတွေ့လာပြီးဆိုလို့ရှိရင်ဒီဆက်ဆံရေးကရေရှည်မှာတင်အတွက်ကမကောင်းဘူးလို့တင်ကသတ်မှတ်ရလိမ့်မယ်စောစောစစ်စစ်တည်ရင်စောစောစစ်စစ်ခတ်တော့လုပ်တင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်ကြပြီးရေရှည်လက်တွေဖို့အတွက် တဘောတူပြီးတော့တူတူနေကြပြီဆိုလို့ရှိရင်ဒီပြဿနာတွေကအကြီးကြီးဖြစ်လာနိုင်ပါတယ်။သူ့ရဲ့ဖုံးကွယ်ထားတဲ့ဟန်ဆောင်မှုတွေသူ့ရဲ့ဒီအပေါ်ယံလှုပ်ပေးမှုတွေကတကယ်တကယ်တူတူနေတဲ့အခါကျရင်အဲ့ဒီလိုမျိုးတွေကောင်းတဲ့ဟာတွေကတင်မြင်ရမှာမဟုတ်တော့ပါဘူး။သူ့ရဲ့အမှန်အတိုင်းသူ့ရဲ့ဇယိုက်သူ့ရဲ့အပြုအမူသူ့ရဲ့စိတ်အမှန်အတိုင်းကိုတင်ကအဲ့ဒီချိန်ကျရင်တွေ့ရတော့မှာဖြစ်ပါတယ်။အဲ့ဒီတော့ ်တင်မြင်ခဲ့တယ်တင်ထင်ခဲ့တယ်အဲ့ဒီလိုမျိုးတွေသူ့မှာအ ਨੇ အချင်းကတင်ဘက်ကမနှိမ့်ညော့စရာတွေဖြစ်ခဲ့တဲ့အချိန်မှာဒီလိုအတူနေတဲ့အချိန်မှာပို့ပြီးတော့အများကြီးတင်မြင်ရမှာဖြစ်ပါတယ်ဒီတော့ဒါတွေကိုတင်ဘက်ကနေပြီးတော့လက်ခံနိုင်ဖို့ဆိုတာကဒီအများကြီးစဉ်းစားရပါလိမ့်မယ်အစကတည်းကတမိစားပွားမှာကတည်းကဒီလိုအခြေအနေတွေဒီလိုအဆိုးအဆုံးတွေကိုတင်ကလက်ခံနိုင်တယ်ဆိုရင်တော့ဒါကရှေ့ဆက်ပါဗာပြက်တနာမှာမရှိဘူးပေါ့နော်တင်သူ့ကို ထပ်ပြီးတော့တီးခတ်နိုင်လိမ့်မယ်ဒါတွေကိုနေပါစေဆိုပြီးတော့လက်ခံနိုင်လိမ့်မယ်ဒီသမီးစားဘဝမှာခရေကတင့်ဘက်ကနေပြီးတော့လက်မခံနိုင်ဘူးလို့တွေးနေတယ်တင့်ရဲ့အတွေ့အဲမှာအလိုလိုတိနေတယ်ပေါ့နော်ဒါယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အတွေ့အဲမှာဒီသမီးစားဘဝမှာအလိုလိုတိနေတယ်ဟိုစင့်တစ်ခုရှိတယ်ပေါ့အဲ့ဒီလိုမျိုးအလိုလိုတိနေတယ်ဆိုလို့ရှိရင်တေချာတယ်တင့်အထက်ထက်ထပ်ပြီးတော့စဉ်းစားဖို့ဆုံးဖြတ်ဖို့လိုပါလိမ့်မယ်ဘာလို့လဲဆိုတော့တကယ်လက်တွေ့ဘဝမှာက ခုနကဖုံးကွယ်တာတွေပျောက်သွားခဲ့တဲ့အခါကျရင်တင့်အနေနဲ့တကယ်လက်တွေ့ရင်ဆိုင်ရတဲ့ခုနကဇရိုက်တွေခုနကအပြုအမူတွေအပြောအဆိုတွေကတင့်ကိုမလေးစားမှုတွေတင့်ကိုဟိုနားလည်ပေးမှုတွေမရှိတဲ့သူတယောက်ကတကယ်လက်တွေ့မှာတင်နဲ့ဘလို့မှချိတ်ဆက်လို့ရမှာမဟုတ်ပါဘူးဒီတော့ဟန်ဆောင်ကာလမှာဒီအပေါ်ယံကာလမှာတောင်မှတင်တို့ကတင့်ဘက်ကနေပြီးတော့တန်တရားရှိနေတယ်တင်လက်မခံနိုင်ဘူးဆိုရင် တကယ်အတွင်းချက်ကြနှစ်ယောက်အတူတူဘဝတစ်ခုကိုတည်ဆောက်တဲ့နေရာမှာတင့်အတွက်အများကြီးအခက်အခဲတွေဖြစ်လာပါလိမ့်မယ်။ဒါကြောင့်မို့လို့ဘယ်တော့ပဲဖြစ်ဖြစ်လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်ဖို့အတွက်ဆုံးဖြတ်တယ်ဆိုလို့ရှိရင်ဘယ်တော့မှစောစောမဆုံးဖြတ်ပါနဲ့။တေချာလေ့လာပြီးတော့အဆိုးဆုံးကိုတွေးပြီးတော့လက်ခံနိုင်တော့မှသာရှေ့ဆက်ဖို့အတွက်စဉ်းစားကြပါလို့ပြောချင်ပါတယ်။ကမီးစားဖြစ်တဲ့သူ့ကိုချစ်တယ်၊ကြိုက်တယ်၊ချစ်တယ်၊ကြိုက်တယ်ပြောတာကလွယ်ပါတယ်။သူ့ဘက်ကလည်းလူတိုင်းကိုပြောနိုင်ပါ အဲ့ဒီလိုမျိုးပဲချစ်တယ်ကြိုက်တယ်ဆိုတဲ့ဟာကပြောရတာလွယ်တယ်လို့တကယ်တကယ်လက်တွေ့ဘဝမှာအဲ့ဒီလောက်ကြီးမလွယ်ပါဘူးရှင်ဒါလေးကိုပြောပြပေးချင်ပါတယ်ဒီတော့ဘာပဲဖြစ်ဖြစ်ကိုဘဝအတွက်လက်တွေ့ပေါ်တယောက်ကိုရွေးချယ်ကြတော့မယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်နားလည်မှုရှိဖို့တယောက်ကိုတယောက်လေးစားဖို့တယောက်ကိုတယောက်တန်ဖိုးထားတဲ့သူပေါ့နော်အဲ့လိုမျိုးတန်ဖိုးထားတယ်လေးစားတယ်နားလည်မှုရှိတယ်ဘာပဲဖြစ်ဖြစ်ကိုကို ဘာပဲဖြစ်ဖြစ်ဦးစားပေးတယ်တစ်ဖက်ကလည်းကိုယ့်ကိုဦးစားပေးတယ်တစ်ဖက်ကလည်းကိုယ့်ကိုဦးစားပေးတယ်ဒီလိုလူမျိုးကိုတွေ့မှသာလက်ထပ်ဖို့အတွက်ဘဝအတွက်တူတူနေဖို့အတွက်စဉ်းစားဖို့တင်တယ်ပေါ့နော်ဒါလေးကိုအကြံပြုတာပါအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့အိမ်တော်တစ်ခုကိုပြီးဆလွယ်ပြုပြီးပြီးဆလွယ်꿰ကြတာလေးဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအိမ်တော်တစ်ခုဆိုတာကလူရဲကိစ္စမဟုတ်ဘူးအိမ်တော်တစ်ခုဆိုတာကဒီ ဘဝတစ်ခုကိုတိဆောက်တဲ့အခါမှာအိမ်တော်တစ်ခုကိုတိဆောက်တဲ့အခါမှာလွလွယ်လေးနဲ့ဆုံးဖြတ်ပြီးတော့လွလွယ်လေးနဲ့ပွဲလို့ရတဲ့ကိစ္စမဟုတ်ဘူးအဲ့လိုကဘာပဲဖြစ်ဖြစ်မဖြစ်ခင်မှာကြိုပြီးတော့လေ့လာပါမဖြစ်ခင်မှာကြိုပြီးတော့ကိုယ့်ကိုယ်ကိုပြုပြင်ပါဖြတ်တဲ့ရင်ဖြတ်ပါရှေ့ဆက်တဲ့ရင်ရှေ့ဘဝတစ်ခုလုံးအတူတူတွားဖို့အတွက်ဆိုရင်ဒီလေ့လာဖို့အတွက်အချိန်ကိုပို့ပြီးတော့ယူပါလို့ပြောချင်ပါတယ် အချိန်ပိုယူမှတာကိုဘဝအတွက်ပို့ပြီးတော့ငြိမ်းချမ်းမှာဖြစ်ပါတယ်ရှင်။ဒါလေးကိုပြောပြချင်ပါတယ်။ကျေးဇူးများရည်တင်ပါတယ်။